ျွန်တော်တို့မှာမျိုးစိမသတင်းဌာနမှာလက်ရှိကျွန်တော် KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘဒူစောကလက်စီနဲ့အတူရှိနေပါတယ်။ဒီလက်ရှိဒီထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးပြဿနာတွေဒီ KN ထင်းချုပ်ရနေရအများစုကဒီထိုင်းနိုင်ငံနဲ့နှိစက်နေတာဖြစ်တဲ့အတွက်ကုံသွေးရေးအခြေအနေတွေကဘယ်လိုမျိုးရှိနေပါသလဲ။အလက်ရှိဖြစ်ပေါ်နေတဲ့ဒီကြားဖြတ်အရေးကိစ္စအုပ်နဲ့ပတ်သက်ပြီးတော့မြင်းမြတ်သွားမှာပဲ။မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ် အဲလက်ရှိမှာဒီနိုင်ငံတကာကလည်းသတင်းတွေတက်နေတာလည်းတွေ့ရတယ်ပေါ့လေဒီမြန်မာပြည်နေဆက်ပြဿနာပေါ့အဲ့တော့အဲ့ဒီအကျိုးတက်ရောက်မှုကဒီ KNU ပေါ်မှာရောတခခုအကျိုးတက်ရောက်မှုရှိနိုင်မှာပါဟုတ်ကဲ့အဲကြားဖြတ်နဲ့ပတ်သက်လို့ပေါ့နော်အကျိုးတက်ရောက်မှုကတော့ကျွန်တော်တို့အတွက်ဆိုးကျိုးကတော့ရှိနိုင်မယ်လို့တော့ကြီးကြီးကျယ်ကျယ်မရှိနိုင်ဘူးပေါ့နော်အဲဘာကြောင့်လို့လဲဆိုတော့ကျွန်တော်တို့ပရမကလေးကကျွန်တော်တို့ KNU နဲ့ အရန်ကိုလှန်ဝေးတဲ့ဟိုလုပ်ငန်းသဘောတရားရပါတော့အရန်ကိုလှန်ဝေးတဲ့ဟိုလုပ်ငန်းဖြစ်စဉ်တစ်ခုဖြစ်တာပေါ့နော်အဲဒါပေမဲ့နေမြေက KNU နဲ့နီးစပ်နေတဲ့ကင်းလန်းနိုင်ဖွဲ့စည်းတွေကနေတော့ပတ်သက်နေတဲ့ပုံမှာတော့တချို့ကတော့ဥစားပေါ့နော်ဒီ KNU ရဲ့ပါဝင်ပတ်သက်မှုတော့တချို့ကတော့ဟိုဘယ်လိုပြောမလဲဟိုနည်းနည်းပါဝင်ပတ်သက်နေတယ်လို့တော့အဲအဲ့လိုတို့တော့တန်တရားရှိတဲ့အပိုင်းတော့ရှိမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ တန်တရာဒီဟို တိကျတဲ့ဟိုဟိုသာပေါ့ဒီဆွဆွဲမှုတခုမဟုတ်တလို့တိကျတဲ့အချက်လည်းလည်းမပါဝင်ဘူးပေါ့နော်အဲ့ဒီပုံမှာတော့ခုနပြောတန်တရာဆိုတဲ့ဟိုရိုက်ခတ်မှုစိုးကြိုးကတော့ဒါရှိလာနိုင်တာပေါ့နော်ရှိလည်းရှိနေပါတယ်ကျွန်တော်တို့ဟိုမီဒီယာတွေမှာရေးသားချက်တွေကျွန်တော်တို့တွေ့ရပါတယ်ဒါတွေကတော့ကောင်းကျိုးကတော့အာပုံပြီးပေါင်းလက္ခဏာဆောင်တဲ့ကရင်လက်နက်ကင်အဖွဲ့အစည်းများနဲ့ မိခင် KNUK မြို့သားအစည်းအရုံးနဲ့အပေါ်မှာတော့ပို့ပြီးတော့ပြန်အားကောင်းလာနိုင်မယ်လို့တော့ကျွန်တော်တို့ကတော့ဒီလိုပဲယုံကြည်ယူဆတယ်ဒီတိုင်းလည်းပဲတဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဘရူဆော့ကလစ်စီခင်ဗျာအဲ့တော့ဒီ KNU ထိန်းချုပ်ထားတဲ့ဒီနေမည်တော်များများကဒီထိုင်းနိုင်ငံနဲ့နှီးဆက်တယ်ပေါ့လေအာမြို့တစ်ခုခြားရရှိတယ်အာမခြားတဲ့နေရာကြီးလည်းရှိကြတယ်ပေါ့လေအဲ့တော့ဒီရေခင်းနဲ့ပတ်သက်ပြီးတော့ဒီကုံသွင်းမှုအနေနဲ့ကဘယ်လိုမျိုးဖြစ်နိုင်ရည်ရှိနေလဲ ဟုတ်ကဲ့လက်တလုံးအချိန်နေရဆိုရင်ကုံသွယ်မှုကတော့ဟောစားပါတော့နှစ်နိုင်ငံကုံသွယ်မှုအချိန်နေကြဆင်းတယ်လို့တော့ကျွန်တော်တို့လုံးဝအငင်းပွားပွင့်ရမရှိဘူးเนาะအော်တဖက်ကနေမြေထိဆက်နေတဲ့ KNU ကေမျိုးသားစည်းအုံးနေနေကတော့ဒီနိုင်ငံတကာအစိုးရတွေရဲ့အရှိမောက်မှာ KNU ဖွဲ့စည်းပြီးတော်လည်ရင်ဖွဲ့စည်းတစ်ခုပဲဖြစ်တယ်။ဟောအစိုးရအဖွဲ့မဟုတ်ဘူး။အဲဒါကြောင့်မို့စီးပွားရေးဆိုင်ရာကုံသွယ်ပန်းဆိုင်ရာမှာတော့ကျွန်တော်တို့လာရောက်ပြီးတော့ ဟိုဆက်သွဲတာတွေဟိုပူပေါင်းဆောင်ရွက်မှုတွေကတော့ကျွန်တော်တို့မရှိသလောက်ဖြစ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ယနေ့အချိန်မှာပြည်တွင်းတော်လှန်ရေး၊နှွေးဦးတော်လှန်ရေးအားကောင်းလာတာနဲ့အမျှဒီပြည်တွင်းထိုင်းနဲ့မြန်မာကုန်သွယ်ရေးလုပ်ငန်းစဉ်တွေလည်းပဲဒီစစ်ဆိုစစ်ဇုံထဲမှာကြာရောက်နေတာပုံမှာပေါ့နော်။အဲ့ဒါကြောင့်မကုန်တဲ့မှုတာလုံးဝကြာဆင်းသွားတဲ့အနေထားကျွန်တော်တို့ဒါကတော့အားလုံးကလည်းသိပြီးသားဖြစ်တယ် ီလိုအနေထားဖြစ်လာတဲ့အချိန်မှာ KNU နဲ့ဟိုစားပေါ့နော်ဒီထိုင်းအစိုးရကပစုံတရားဆက်သွယ်လာမှုမျိုးကတော့ရှိရှိတော့ပေါ့နော်ဒါပေမဲ့အတိအကျကျတော့ကျွန်တော်တို့မပြောလို့ဘူးရှိနေတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဒါကတရားဝင်အဖွဲ့အစည်းတရားဝင်အစိုးရကိုလာရောက်ဆက်သွယ်တဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့နေမြေကိုဟိုလက်တွေ့ကြကြအုပ်ချုပ်နေတဲ့စီမံခန့်ခွဲနေတဲ့ပြည် KNU ကမျိုးသားအစည်းအဝေးကိုလာရောက်ဆက်သွယ်တဲ့ပုံစံမျိုးနဲ့လာရောက်စကားပြောတာရှိတယ် အဲ့ဒါကြောင့်မို့လို့ပုံသွင်ရေးကြဆင်းလာတာနဲ့အမြင်ကဟိုပုံသွင်မှုပေါ်တော့ time back ကလိုချင်တဲ့ twin ကုန်တွေကိုဘယ်လိုတင်သွင်းလို့ရမလဲဆိုတဲ့သူရဲ့စဉ်းစားချက်ကအာရှိတယ်အဲကျွန်တော်တို့ကလည်းပဲဟိုတစုံတရာပေါ်တော့နည်းမြေဒေသခံဥမာဖြစ်ခရိုင်ကအကောင်းဆောင်တွေကိုနည်းလာရောက်ဆက်သွယ်ပြီးတော့ဟိုပြည်တွင်းထက်ကိုပို့ကုန်ပို့နိုင်မဲ့ပို့ကျင်တဲ့အနေအထားမျိုးတော့လာရောက်ဆွေးနွေးတာအာရှိတယ်အဲဒါပေမဲ့အဲ့ဒါကလည်းပဲကျွန်တော်တို့က ဟိုနှစ်နိုင်ငံပုံစံရေးပုံစံမျိုးနဲ့ဟိုတရားဝင် custom jurist ဆောင်ပြီးမှဝင်ရောက်ပြီးတော့ကုန်ကုန်ဒီပို့ဆောင်တာလည်းတော့မဟုတ်ဘူးအဲကျွန်တော်တို့ ਨੇ ဟိုနေဆက်ပုံစံရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဖိုင်းဘက်ကနေပြီးတော့စီမံချက်တွေလည်းရှိနေတယ်အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကတော့အချိန်တော်တော်ကြာကလေးရပါတော့အချိန်တော်တော်ကြာကလေးရဆိုတာလွန်ခဲ့တော့တနှစ်လောက်ကကျွန်တော်တို့ဘက်ကဟိုပြည်တွင်းထဲမှာပြည်သူလူထု ဟိုဤရဲ့လိုအပ်နေတဲ့အစာနှရိတ်ခါဖူလုံရေးဆိုတဲ့ကောင်းကင်အောင်မှာလိုအပ်နေတဲ့ရိတ်ခါအထူးပြေစာသောင်းကုန်ပစ္စည်းတွေကိုတင်ပို့နိုင်ဖို့အတွက်ကျွန်တော်တို့ဘက်ကလည်းပဲသဘောထားရှိတဲ့တင်သွင်းနိုင်အောင်လည်းပဲကျွန်တော်တို့ခွင့်ပြုချက်တွေနဲ့ခုနပြောတဲ့ဒီဟိုဇာဘောနော်ထိုင်းဘက်ကနေဆက်ကုန်တွေရေးဆိုတဲ့ကောင်းကင်အောင်တစ်ဆင့်ကျွန်တော်တို့ဟိုဇာဘောနော်ဟိုသဘောထားရှိတော့နော်ခွင့်ပြုတယ် အားလည်းအားပေးတယ်ဆိုရင်အဲ့ဒီပုံစံမျိုးနေပါတော့ဟုတ်ကဲ့အဲ့တော့အဲ့ဒီကုံသွင်မှုကအခုစလုပ်နေပြီလားအဲကျွန်တော်တို့ PNU ပြည်မြူသားအစီအယုံအာဟုတ်လားပေါ့နော်ဒီပခိုးကအကောင်းဆောင်နေတော့တရားဝင်တော့ကျွန်တော်တို့မစတင်ကက်တင်ဘူးလို့ပြောလို့ရပါဘူးမကြခင်တော့စမယ်ပေါ့အတပောက်ပဲအချိန်နေပြီလားတော့ကျွန်တော်တို့ကတော့ပြည်တွင်းထဲကူတော့ဟုတ်လားပေါ့နော်ပြည်သူတွေရဲ့အစာသုံးဖို့ အထူးသဖြင့်နေ့စဉ်သုံးဟိုကပုံစံတွေကတော့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ကတော့မျောလင့်တယ်ဟုတ်တယ်အဲ့တော့ဒီထိုင်းဆိုရကဒီဒီ game လို့သာစီလို့ဒီ game လို့လာရောက်ဆက်သွယ်လို့တည်ရတယ်ပါလေအဲ့တော့ဒီတရုတ်အစိုးရကရောလာပြီးဆက်သွယ်တာမျိုးမင်းမျက်နှာတို့မျိုးရောရှိနေပြီလားလောလောဆယ်ကတော့ဒီကျွန်တော်တို့ဒီပေါ်တော့တရားဝင်လာရောက်ဆက်သွယ်တာတော့မရှိဘူးပေါ့เนาะအဲရပ်ဖန်ရန်ခါ အာကျွန်တော်တို့ရဲ့နိုင်ငံကြီးဌာနနဲ့ဆက်သွယ်ဆက်ဆံမှုမျိုးသူတို့ဘက်ကလိုအပ်ချက်ရှိမှလာရောက်ဆက်သွယ်တဲ့ပုံစံမျိုးလည်းရှိပါတယ်။သူဘက်ကလိုအပ်ချက်မရှိလို့ပြည်သောခံမှာလာရောက်ဆက်သွယ်တာမရှိဘူးလို့ပြောလို့ရပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ဒီပြည်တွင်းကိစ္စကိုပြန်ဆက်ကြပါအဲ့တော့ဘရုခမြအဲ့တော့ဒီရွှေကုတ်ကိုရဲ့ဒီအချိန်နေနဲ့ပတ်သက်ပြီးတော့လေဒီလွန်ကျွေးချင်းနေရပေါ့ဒီစိုးရိမ်မှုတွေရှိနိုင်ခြင်းရှိမလား ဟုတ်ကဲ့ဒီရှေကုတ်ကိုလို့ပြောလိုက်တာเนี่ยကျွန်တော်တို့ကကြားဖြတ်ကိုလူတိုင်းကပြင်းပြင်းကြတာပေါ့เนาะအဲစောစောကကျွန်တော်ပြောတဲ့အတိုင်းပဲကြားဖြတ်ပိတ်စပြီး KNN အတွက်ကဟိုဘာမှပေါ့ပတ်သက်မှုမျိုးမရှိခဲ့တဲ့အပေါ်မှာဟိုအနေနဲ့အများပဲဟိုလူတွေကထင်အောင်ထင်မှန်းနဲ့တက်လျောက်ရောရှိနေမယ်ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာကတော့လုံခြုံရေးဆိုင်ရာကျွန်တော်တို့ KNN ကမျိုးသားအစီအယုံ အတွက်ကတော့ထက်စင်စားမယ်လုံခြုံရေးဆိုင်ကိစ္စတော့ရှိလိမ့်မယ်ဒါကတော့ဟိုတိတိကျကျလဲကျွန်တော်တို့မပြောနိုင်သေးဘူးเนาะအော်ဘာကြောင့်လဲဆိုရင်သူတို့ဘာသာသူတို့ဟိုကျွန်တော်တို့တည်င်းထဲမှာကြားနေရတယ်ဗျာတရုတ်ရောထိုင်းရောဟိုစစ်ကောင်စီဘက်ကရောနှိမ်နေမယ်ဆိုတဲ့ကိစ္စတွေအဲ့ဒီကကျွန်တော်တို့ကသတိထားဖို့တစ်ချက်ရှိတာကအဲရွှေကုတ်ကိုမှာတော်လကောင် ဟိုကြားဖြန့်နေရှိနေတဲ့ area အားလုံးနဲ့ကြော်ပြီးတော့ဝင်မလာဖို့ကကျွန်တော်တို့အတွက်လုံခြုံလုံခြုံရေးတော့ကျွန်တော်တို့သတိထားလိမ့်မယ်ဒါကတော့ကျွန်တော်တို့ရဲ့ KNG မျိုးသားအစည်းအုံးရဲ့ဟိုစဉ်းစားမဲ့လုံခြုံရေးအပိုင်းပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါတော့ဘတို့နောက်တစ်ခုထပ်မေးချင်ပါသေးတယ်အဲ့တော့လက်ရှိမှာသတင်းတွေတက်နေတယ်ပေါ့လေဒီကြားဖြန့်လုပ်ငန်းလုပ်တဲ့သူတွေကဒီဖျားသုံးစုဘက်ကရွှေ့တယ်ဆိုတော့အပေါ်မှာရောတခုပတ်ချက်ပြချင်တာလားရှိလားဟုတ်ကဲ့အာဒါကလည်းပဲဖြစ်နိုင်ခြေရှိတာပေါ့နော် ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီဘုရားသုံးသူပဲသွားရောက်ပြီးလေ့လာကျင့်စင်တာတွေတော့မရှိဘူးသို့တော်ညာလည်းပဲခရိုင်ကကောင်းဆောင်တွေရဲ့ကျွန်တော်တို့ကိုအတိပေးတင်ပြဖို့တော့ရှိနေတယ်အာဒါပေမဲ့အာပြောနေတာကတော့ဗျာဒီဘုရားသုံးသူဒေသမှာနံပါတ်1တစ်ချက်ကကျွန်တော်တို့စဉ်းစားမှာဘယ်ဖွဲ့စည်းမျိုးတွေရှိနေလဲအာ KNU လည်းရှိတယ်လို့ DKB လည်းရှိတယ်လက်ရှိဘုရားသုံးသူမျိုးရဲ့မျိုးစောက်တက်ကိုကလည်းပဲရှိနေသေးတယ် ဒါကကျွန်တော်တို့သတိထားရမယ့်အချက်လည်းဖြစ်တယ်ထက်သွင်းစဉ်းစားရမယ့်အချက်လည်းဖြစ်တယ်ဒီဘက်ကဒီရှကုတ်ကိုဘက်ကနေပြီးတော့ရွှေ့သွားတဲ့လူတွေရှိတယ်လို့လည်းကျွန်တော်တို့လည်းသတင်းရတယ်ဒါပေမဲ့ဒီလူတွေဒီဘလို့အခြေအနေမျိုးမဖြစ်လာဖို့အတွက်တော့ကျွန်တော်တို့ကရင်လူကရင်မျိုးသားအစည်းအဝေးနေနဲ့ဒီဥစ္စာပေါ်တော့ဒီခရိုင်ကကောင်းဆောင်နေတော့တိပေးထားပြီးသားလည်းဖြစ်တယ်ပေါ့နော်အဲဒီရဲ့ဒီဘက်ကရွှေကုတ်ကိုဘက်ကဟိုမိဘွားကဟုတ်ပဲဟိုမရောက်စေဘူးအတွက်ကတော့ကျွန်တော်တို့အနေနဲ့သတိထားဟို ် DNU နေနဲ့လည်းပဲဟိုတိကျတဲ့ဟိုသဘောထားထုတ်ပြန်ကြေညာချက်အာသဘောထားထုတ်ပြန်ကြေညာချက်ဆိုတဲ့နေရာမှာဒေသအတွင်းကိုမှထုတ်ပြန်ကြေညာသိပေးရမယ်စီကံချက်တွေသဘောထားတွေအရောကျွန်တော်ဟိုဒီဖျားသုံးစုပဲစောစောပြောရတော့အုပ်စုရှိနေတဲ့ပုံမှာ KNU ကတော့ရှင်းရှင်းလင်းလင်းလေးတော့သူတို့ပြပြထားပြီးသားလည်းဖြစ်တော့ပါတော့အဲ့လိုမျိုးရွှေ့ပြောင်းသွားတာကတော့စောစောကျွန်တော်ပြောလို့ဖြစ်နိုင်တယ်အာကြောင့်သူတို့ရဲ့အကျိုးစီးပွားကြီးလက်တလောကြီး ဟိုဇာဘောเนาะဟိုမရက်ဆိုင်သွားဖို့ဟိုလက်တလောကြီးယင်းနီးထားတဲ့ယင်းနီးမြုပ်နှံမှုအလုံးမဆုံဆုံးသွားဖို့ကြာတော့သူတို့နီးလိုက်ရှာမှာတော့သိကြဥမာပြည့်တရားသုံးဥမာတော့မှကျွန်တော်တို့တွားပြီးပိတ်ဆို့လို့ဟိုဇာဘောเนาะရှင်းလင်းလိုက်လို့ရတယ်ဆိုရင်ပြီးွားတယ်ဆိုရင်သူနောက်တစ်နေရာထွက်ရှိမှာပဲဒါကတော့စီးပွားရေးရဲ့ရှူတောင်းကနေကျွန်တော်တို့ညင်မဆိုလူတွေကဟိုဒနာဥစ္စာနောက်ငွေကြေးဥစ္စာနောက်လိုက်တယ်ဆိုရင်တော့ဒါကတော့ပြောတော့ ဟိုဘယ်လိုပြောမလဲဆုံးနိုင်မှာမဟုတ်ဘူးเนาะအဲအဲ့ဒါကြောင့်မို့လို့ဒီအခြေအနေမျိုးဟိုဖျက်သုံးပြီးပဲရွှေ့တာမျိုးကတော့ဒါဖြစ်ဖြစ်ဖြစ်နိုင်တယ်ကြားလဲကြားနေရတယ်ဒါပေမဲ့ကြီးမားတဲ့အခြေအနေတော့မရှိသေးဘူးကျွန်တော်ပြရတော့စစ်ကောင်စီကဒီစစ်မှုမထမ်းနေရအမိတ်ပြတ်ထားလိုက်တယ်ပေါ့လေပြတ်ထမ်းပြီးသွားတဲ့အချိန်မှာသူတို့စစ်မှုထမ်းမှုအတွက်လူငယ်တွေကိုအတင်းတမခေါ်ဆောင်တာတွေရှိတယ်ပေါ့အဲ့တော့လူငယ်တွေကဒီပြည်မကနေပြည်တွင်းကနေပြီးတော့ဒီလေဆက်ဖြတ်ကျော်ပြီးတော့ သွားရဟာမျိုးရှိရပါလေအဲ့တော့တကယ်လို့လူငယ်တွေအနေနဲ့ဒီလွတ်မြောက်ရတဲ့တစ်ဆင့်သူတို့ရေကြီးရမျက်နှာညာကိုသွားမယ်ဆိုရင်ဒီ KNU ပြည်မျိုးသားစည်းရုံးအနေနဲ့ဘယ်လိုမျိုးအာတခုခုဟိုပြောဆိုတာမျိုးကူညီတာမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောလို့ရတယ်ဆိုရင်ပြပြပြပါဟုတ်ကဲ့အာဒီကိစ္စကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်မျိုးဆက်တွေကိုဟို လို့ပြောမှာတိုင်းပြည်ရဲ့ယရနာတွေပေါ့နော်ဟောတိုင်းပြည်ရဲ့အင်အားပေါ့နော်လူငယ်ဆိုတာတိုင်းပြည်ရဲ့အင်အားပဲတိုင်းပြည်ရဲ့အင်ကြီးမားတဲ့အင်အားတစ်ခုကိုစစ်ကောင်စီကကြိုက်ချိုလိုက်ဖြိုဖျက်ဖြိုချလိုက်တယ်ကျွန်တော်တို့ဒီလိုမြင်တယ်ပထမတစ်ချက်ကျွန်တော်တို့လည်းသိဟိုသိစိတ်မကောင်းဘူးဆိုတာတက်ကျွန်တော်တို့စိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်နိုင်ကိုကသူတို့ကိုရန်တော်မြေကူညီဖို့ကလည်းမဖြစ်နိုင်ဘူးเนาะဒါကကျွန်တော်တို့ဟိုအစောကနဦးကတည်းကဒီ ပြထန်းထားတဲ့ဒီဥပဒေကိုပြထန်းလိုက်ပြီးတဲ့နောက်မှာကျွန်တော်တို့ထုတ်ဖို့ပြောကြပြီးသားပြောထားပြီးသားဖြစ်တယ်ကျွန်တော်တို့အားလုံးမကူညီနိုင်ဘူးကူညီနိုင်တဲ့ဘက်ကကျွန်တော်တို့ကူညီလိမ့်မယ်ဥပမာအဖြစ်ဒီဟိုကျွန်တော်တို့ဆက်သွယ်ပြီးအကြံဉာဏ်တောင်းလာဆိုအချိန်မရွေးကျွန်တော်တို့လက်ညှိုးပေးလို့ရတယ်ဟိုသူရဲ့လွတ်မြောက်လွတ်မြောက်ကြောင်းနေရာတွေဘယ်လိုသွားသင်လဲရေးကြည်ရမျက်နှုရဟိုရောက်ရှိနိုင်ဖို့အတွက်ကျွန်တော်တို့ကူညီခဲ့တာလည်းအများကြီးရှိပါတယ်ဒါတော့ကျွန်တော်တို့ပုံပွင့်လေးလေးပဲပြောရပါလိမ့်မယ်ဒါကတိုင်းနိုင်ငံတစ်ခုရဲ့ ီအင်အားကိုဟိုတော့ဘောနော်ဖြိုချလိုက်တဲ့အစီအမံဖြစ်တဲ့ပုံလို့ဒီလိုမျိုးဟိုဘုံရှိုးကွယ်ရှိုးနဲ့ဟိုကျိတ်မိတ်ပြီးတော့ဟိုပြောပြောမယ်ကူညီတာကူညီတယ်လို့ကျွန်တော်တို့ပြောရတော့မယ်လေ။လိုအပ်လက်ဆက်သွယ်လို့ရတယ်။အဲ့လိုမျိုးပေါ့နော်။ပုံပွင့်လင်းလင်းပါတော့။အခုခက်ကလည်းပဲကျွန်တော်တို့ဟို communication ကိုအရန်ကိုဟိုနည်းပညာအရတိုးတက်လာတဲ့ပုံမှာ ကျွန်တော်တို့ကြိုးစားဆောင်နေတာရှိသလိုအဲတခါတရံမှာလူငယ်တွေကိုရိုင်းနိုင်ငံကျွန်တော်တို့စီရောက်လာမထင်မှတ်ပဲနဲ့ရောက်လာဒါပေမဲ့သူတို့ရဲ့သဘောဆန္ဒဘယ်လိုဖြစ်စည်းပေးရမလဲဆိုတော့ကျွန်တော်တို့ဥပစာပေါ့နော်လက်တွေ့ချက်ချကူညီတာလည်းရှိပါတယ်လို့ဟုတ်ကဲ့ပါဟုတ်အဲ့တော့ပြီးခဲ့တဲ့ဒီရက်ရက်ပိုင်းရတာလည်းဒီ KNU ရဲ့ဒီတက်မှတ်ခုနဲ့ဒီဌာနချုပ်အနီးမှာဒီစစ်ကောင်စီရဲ့ဒီအသေးခံ drone တိုက်ခတ်မှုဖြစ်စဉ်လည်းရှိခဲ့တယ်ပေါ့လေအဲ့တော့ပြီးခဲ့တဲ့ အဲလာမကလည်းတိုက်ခတ်မှုရှိခဲ့တယ်နှစ်ခါဖြစ်သွားတယ်ပေါ့လေအဲ့တော့ဒရုန်းနဲ့တိုက်ခတ်ခံရတာအဲ့တော့ဒီ KNK မျိုးသားစီးရုံနေတယ်ပေါ့ဒီတက်မှဖြစ်ခဲ့ဒီမျိုးတိုက်ခတ်မှုပုံမှာဟိုပြန်ပြီးတော့တိုက်ခတ်မှုမလုပ်ဘူးဆိုဟိုလူမှုပြည်ထဲမှာဝေဖန်နေကြတယ်ပေါ့လေဟိုအတီးတို့အိတ်နေကြတယ်လို့အဲ့လိုမျိုးသူတို့ပြောဆိုနေတာမျိုးရှိတယ်ပေါ့အဲ့တော့အဲ့ဒီပုံမှာရောဘရုနေနဲ့ဘယ်လိုမျိုးပြပြချင်တာရှိနေလဲအဲ့ဒါကတော့ကျွန်တော်တို့ KNU ကင်မီသာစီယုံကမီဒီယာနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်အတွင်းပိုင်းကိစ္စတွေကိုအထူးသဖြင့်စီပန်းဆိုင်ကိစ္စတွေဟိုကျွန်တော်တို့ကဘယ်တော့ခါမှာဟိုဘယ်လိုလူသိရှင်းချာကိုပြောပြီးတော့လောက်တာမဟုတ်ဘူး။အော်ဒါကစေရေးရဲ့မဟာဗျူဟာရလျှို့ဝှက်စွာလှောက်ရှားနိုင်တဲ့စစ်တပ်ကြီးအောင်စစ်အောင်နိုင်ဖို့အတွက်သူ့မှာလဲ ကောင်းမွန်တဲ့လုံဆောင်ချက်တရဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဟိုပြီးခဲ့တဲ့နှစ်ကတည်းကပြောခဲ့တယ်မီဒီယာပေါ့နော်ပြောကျင်တာကကျွန်တော်တို့လုံတိုင်းကိုကျွန်တော်မီဒီယာမှာမတင်ပြတဲ့ပုံမှာလူငယ်တွေကမသိဘူးဟုတ်ဟုတ်ဟိုဖြစ်စေချင်ကြတယ်အဲ့ဖြစ်စေချင်တဲ့စိတ်ဓာတ်အတွေးခေါ်ယူဆနဲ့ကျွန်တော်တို့ကိုပါတီတို့အိပ်ပျော်နေသလားဘာညာအဲ့လိုပြောရလို့ပဲကျွန်တော်တို့ခက်အဲ့လိုပဲနားလည်အာဒီထက်ပုံပြီးတော့ကျွန်တော်တို့အပြစ်မမြင်ဘူး အာ KNU ကမြန်မာအစီအရုံလက်အောက်မှာစတန်ကိုထပ်ဆောင်နေကြတယ်ကျွန်တော်တို့ရဲ့တက်သားတွေအားလုံးဘာတွေလုပ်နေဆိုကျွန်တော်တို့ကထွေထူးပြောရမှာမဟုတ်ဟုတ်ကဲ့ကျွန်တော်တို့သွား message အစီအမံညတစ်ဆင့်ချင်းတစ်ဆင့်ချင်းကိုပဲကျွန်တော်တို့ဟိုတီတီငင်ငင်နဲ့ပဲအဲကျွန်တော်တို့ select account ထည့်ပို့သွားမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ဟိုအများရန်လဲကျွန်တော်တို့ပြောပါတယ်အများရန်ပြောတယ်ဆိုပေမဲ့လည်းမယုံကြဘူးမယုံတာတော့သူတို့အပိုင်းနေဟုတ်တယ်မဟုတ်ဒါပေမဲ့လက်တွေ့မှာ queen စင်ပြီးလေ့လာမှုလုပ်မယ်ဆိုရင်ဒါက ဟိုသူသိကြပါလိမ့်မှာပေါ့နော် ANU နဲ့မြေကတမခုနှစ်ခုဆိုတော့နဲတဲ့အကြောင်းမဟုတ်ဆိုတော့လည်းသူအားလုံးကမသိနိုင်ဘူးဟောနော်အဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့လိုအပ်ချက်တွေလည်းရှိနေတယ်အားနည်းချက်လည်းရှိတယ်စူးစမ်းဆောင်ရွက်မှုတွေလည်းအများကြီးရှိနေတဲ့ပုံမှာအဲကျွန်တော်တို့ကတော့ဆက်ပြီးတော့ဆင်အနာရှင်ချုပ်ငြိမ်းရေးကိုဆက်ပြီးဟိုတိုက်ပွဲဝင်သွားမယ်ဆိုတော့လည်းကျွန်တော်တို့အချိန်ချင်းပြောခဲ့တယ်အခုလည်းပဲကျွန်တော်ဆက်ပြီးတော့စူးစမ်းနေတယ်ဆိုတော့လည်းဟိုအတိပေးကြတော့နော်ဟုတ်ကဲ့ပါနောက်ဆုံးပေးဖို့ပါပဲ ်ဘယ်လိုဆော့ကလက်စီအနေနဲ့ပါလေဒီဒီ KNU ကင်မြူတာစီရင်ရဲ့ပြောရေးဆိုခွင့်ရှိသူတွေတယောက်ဖြစ်တယ်ဆိုတော့အဲ့တော့ဒီမျိုးသားညီညွတ်ရေးဆိုရာဒီ NUG နဲ့ဆက်ဆံရေးအပိုင်းကတိုးတက်မှုရှိနေပြီလားဟုတ်ကဲ့တိုးတက်မှုဆက်ဆံရေးကတော့အများနဲ့ကောင်းနေပါလေသို့တော်ညာလည်းပဲကျွန်တော်တို့အကောင့်ထည့်ဖော်ရမယ့်အပိုင်းတွေမှာလည်းသူသူရဲ့ဟိုသူမလုံနိုင်တဲ့အပိုင်းတွေကျွန်တော်တို့မလုံနိုင်တဲ့အပိုင်းတွေလည်းအများကြီးရှိတော့မနော်အော်ကျွန်တော်တို့အများအားဖြင့်ဆက်သွယ်ဆက်ဆံရေးတွေလုပ်တယ် အာသို့တော်ညာလည်းပဲနိုင်ငံရေးအရာကတော့ကျွန်တော်တို့အခုက UCC ဆိုတဲ့ platform နဲ့ကျွန်တော်တို့ပေါ်လာဗျာဟိုဒီစီရေးပန်းဆိုင်ရာကျွန်တော်ကျွန်တော်တို့ date တို့ပဲဟိုသူတို့ ਨੇ ဟိုစားပေါ့နော် MOD NUD နဲ့သွားကြတယ်လေအဲ့ဒီပုံမှာကတော့ကျွန်တော်တို့ဟိုထွေထူးပြောစရာမလိုဘူးဟိုဆက်ဆံရေးကတော့အဆင်ပြေပါတယ်လောက်ရမယ်အလောက်ကပဲကျွန်တော်တို့အကောင့်ထဲမှာပေါ်နိုင်တာပဲရှိတာပေါ့နော်ဟုတ်ကဲ့အချိန်ကြာနေတယ်လို့အဲ့လိုပြောလို့ပြောဆိုရပါလား နှောင့်နှေးတယ်လို့ပြောဆိုလို့ရတယ်အချိန်ကြာတယ်လို့ပြောဆိုလို့ရတယ်အဲလိုအပ်ချက်ကြောင့်နှောင့်နှေးတာမျိုးရှိတာပေါ့နော်တစ်ဖက်ကလည်းပဲကျွန်တော်တို့ KNU KN မျိုးသားစည်းရုံးထဲမှာလည်းပဲ decision တစ်ခုခုချမယ်ဆိုရင်ကျွန်တော်တို့က collective leadership စုပေါင်းကောင်းဆောင်မှုနဲ့ကျွန်တော်တို့တွားတယ်ဆိုတော့ decision ချမယ်ဆိုရင်ကျွန်တော် meeting နဲ့အများစုရဲ့သဘောထားယူပါတယ်ဆိုတော့ဒါကကြာဒါပေမဲ့အမှားနဲ့ နောက်ပြီးတော့တာဝန်မှုတာဝန်ခံမှုလည်းအားကောင်းတော့ပေါ့နော်ဒါကကျွန်တော်တို့ဘက်ကအပိုင်းဒါပေမဲ့အဲအယူဂျီဘက်ကလည်းပဲအဲ့ဒီအပိုင်းအဲ့ဒီတိုင်းပဲသွားမယ်လို့ကျွန်တော်နားလည်တယ်ဟုတ်အဲ့တော့ကြောင့်တို့လည်းကြာနေတယ် decision တွေအရန်ကြာဟိုကျွန်တော်အနာရှင်မဟုတ်ဘူးအနာရှင်ဆိုငါတာဝန်ခံတယ်ငါချတယ်မိုင်းငါငါမခံတော့ဘူးအားလိုက်ချင်တယ်မိုင်းကမခံဘူးအဲဒါမှမဟုတ်မှန်ဝိုင်းတော့သူသူစံတော့ဘောနော်အဲအဲ့လိုပြောနေကျွန်တော်တို့အာနာရှင်မဟုတ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ပုံမှာဟိုကြံ့ကြံ့မှုတော့ဟုတ်ကြရရှိတယ် မပြည့်စုံမှုလည်းရှိတာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့တော့နောက်ဆုံးနေနဲ့ဒီပြပြချင်တာဘာမှရှိနေပြအဲခုယနေ့နိုင်ငံအခင်းချင်းကတော့ကျွန်တော်တို့ဒီ hop ဖြစ်တာပေါ့နော်ဒီစစ်မှုထိုက်ဥတွေပေါ့နော်အဲကျွန်တော်တို့လူငယ်တွေဗာမကမိဘတွေကိုယ်တိုင်နှိုက်ကိုယ်တိုင်အဖြူလားအမဲလားဆိုတာ ဆုံးဖြတ်ချက်ချပေးဖို့လို့အခုစစ်ကောင်စီဘက်ချမှတ်လိုက်တဲ့စစ်မှုထမ်းဥပဒေဒီအဖြူသုံးပေါင်းအမဲပဲဒါပဲသွားအောင်မယ်ဆိုတော့မိဘတွေကလည်းပဲပို့သားသမီးလူငယ်တွေလည်းညအဖြူသုံးပေါင်းအမဲဂျာနေဆိုတဲ့အခြေအနေဒီယနေ့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေအရဆိုဂျာနေလို့သိမဖြစ်နိုင်တော့တဲ့အခြေအနေရောက်ပြီလို့တော့ကျွန်တော် တက်လို့ပြောချင်တာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟဲ့ဟုတ်ကဲ့ပါကျေးဇူးပါလောကမီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြန်မာ TV YouTube Channel မှာ Member ဝင်ခြင်းနဲ့ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။